မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကနေနိုင်ငံကူးလက်မှတ် PV ကန်ဆောင်ပြီးအလောက်ကန်ဗီဇာနဲ့ပြပတ်ထွက်ခွာမှုတွေအားလုံးကိုလေဆိပ်နဲ့နေဆက် gate တွေမှာစီစစ်တားမြစ်မှာဖြစ်တဲ့ဆိုပြီးစစ်ကောင်စီကကြေညာလိုက်ပြန်ပါတယ်အချင်းပြည်နယ်ပတ်ကန်မြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့လက်မောင်းတပ်စခန်းဂုံးကို KIA ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိတ်သက်တိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့မြန်မာနိုင်ငံကနေနိုင်ငံကူးလက်မှတ် PV ကိုင်းဆောင်ပြီးအလောက်ကိုင်းဗီဇာနဲ့ပြပထွက်ခွာမှုတွေအလုံးကိုလေစိမ့်နဲ့နေဆက်ဂိတ်တွေမှာစီစစ်တားမြစ်မှာဖြစ်တဲ့ဆိုပြီးစစ်ကောင်စီကကြေညာလိုက်ပြန်ပါတယ်ပြပကိုအလုတ်သွားလုံးမဲ့ဒုတိုင်းကစစ်ကောင်စီရဲ့အလုတ်သမားဝင်ကြီးဌာနကနေမှတ်ပုံတင်ထားတဲ့ OWIC ရမှာပြပကိုတွားရောက်အလုတ်လုတ်ခွင့်ရမှာဖြစ်တယ်လို့ဆိုထားပြီးမှတ်ပုံမတင်ထားတဲ့သူတွေကတော့ပြပထွက်ပြီးအလုတ်လုတ်ဖို့မသင့်တော်တဲ့အတွက် ပိတ်ပင်ရတာဆိုပြီးတော့လေစစ်ကောင်စီရဲ့ကြေညာချက်မှာစုထားပါသေးတယ်။ဒါပြင်လက်ရှိနိုင်ငံကူးလက်မှတ်အလဲပတ် PV passport ကင်ပြီးအလောက်ကန်ဗီဇာနဲ့ပြပထွက်ရင်တော့လေစိမ့်နဲ့နေဆက် gate တွေမှာစီစစ်တားမြင့်တာကိုခံရမှာဖြစ်တဲ့အတွက်မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေမဖြစ်အောင် PJ နိုင်ငံကူးလက်မှတ်နဲ့စစ်ကောင်စီရဲ့အလုပ်သမားဝင်ကြီးဌာနကနေမှတ်ပုံတင်ထားတဲ့ OWIC ရမှာပြပထွက်ခွင့်ရမှာဖြစ်တယ်လို့စစ်ကောင်စီကကြေညာလိုက်တာပါလက်ရှိမှာ စကောင်စီကမြန်မာနိုင်ငံမှာရှိတဲ့အသက်23နှစ်ကနေ32နှစ်အရွယ်အမျိုးသားတွေကိုပြည်ပအလွတ်လွတ်ခွင့်ပိတ်ထားတဲ့အတွက်လူငယ်တွေဟာ PV အမျိုးသားနိုင်ငံကူးလက်မှတ်နဲ့ပြည်ပထွက်နေရတဲ့အချိန်အခုလိုထပ်ပြီးပိတ်ပင်လိုက်တာကြောင့်စကောင်စီဟာသူတို့အတွက်စစ်မှုထမ်းမဲ့စစ်သားအသစ်တွေစုလို့မရမှာစိုးလို့အခုလိုရုံမှာပြီးလိုက်လံပိတ်ပင်နေတာဖြစ်တယ်လို့လည်းပြည်ပအလုတ်ကန်အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျတပတ်မှာတော့ ကချင်ပြည်နယ်ဖကန်မြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့လမောင်တက်စကန်ဂုံးကို KI ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိတ်သက်သိမ့်ပိုက်ရရှိသွားပြီလို့ KI အသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။အဲ့ဒီဖကန်မြို့နယ်အတွင်းကအချက်ဖက်စစ်ကောင်စီရဲ့အရေးပါတဲ့လမောင်တက်စကန်နဲ့တောင်းမော်တက်စကန်နှစ်ခုကို KI မဟာမိတ်ပူပေါင်းတပ်တွေကဩဂုတ်14ရက်နေ့ဖြစ်တဲ့မနေ့ကပဲစတင်ထိုးစစ်ဆင်တိုက်ခိုက်ရမှာ။ဒီကနေ့ဩဂုတ်15ရက်နေ့မနက်ပိုင်းမှာတော့ စကောင်စီရဲ့လမောင်တက်စကန်ဂုံးကို KAI ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတက်တွေကအပိသက်တိမ့်ပိုက်ရရှိသွားပြီဆိုပါလေအဲ့ဒီစကန်တိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတော့သူတို့စကန်မကြအောင်လေကြောင်းပစ်ကူတွေတောက်လျှောက်ပေးနေပြီမဲ့နောက်ဆုံးမှာတော့ KAI နဲ့မဟာမိတ်ပူပေါင်းတက်တွေကလေကြောင်းတက်ခိုက်မှုတွေကြားကပဲလမောင်တက်စကန်ဂုံးကိုအပိသက်တိမ့်ပိုက်လိုက်ပြီနောက်ထပ်ကြံနေသေးတဲ့စစ်ကောင်စီရဲ့တော်မော်တက်စကန်ကိုပါအပိသက်တိမ့်ပိုက်နိုင်ဖို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KAI အင်တာနက်ရေးမြစ်ကပြောထားပါတယ်ခင်ဗျာ တပ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလက်နက်ချအလင်းဝင်လာတဲ့တပ်ဖွဲ့ဝင်ခေါနာဦးအတွက် MNDA ကငွေကြေး390စုချင်းမြင့်ပေးခဲ့တဲ့အပြင်အထူးဒေသတစ်မှာနေထိုင်ခွင့်ပြုလိုက်တယ်လို့ MNDA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။လာရှိုမျိုးသိန်းတိုက်ပွဲအတွင်းတုန်းကအကြမ်းဖက်စစ်ကောင်စီတပ်ကနေလက်နက်ချအလင်းဝင်လာတဲ့သူတွေကို MNDA ကစုငွေတွေအသီးသီးချင်းမြင့်ပေးခဲ့ရမှာအောက်လ73ရက်နေ့ကပဲစစ်ကောင်စီတပ်သား9ဦးအတွက်စုငွေ730ထပ်မံချင်းမြင့်ပေးခဲ့တယ်ဆိုပါတယ်။ဒါအပြင် အဲ့ဒီလိုလက်နက်ချလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအကြံဖတ်စစ်တပ်ကအတင်းအကျပ်စစ်မြေပြင်ကိုပြန်လည်ပို့ဆောင်တာမျိုးတွေမဖြစ်ရအောင် MNDAA ရဲ့အထူးအုပ်ချုပ်ရေးဒေသတစ်မှာဆက်လက်နေထိုင်ခွင့်မှာပြုလိုက်တယ်လို့ MNDAA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာတော့ဟ ோம் လင်းမြို့နယ်မှာအကြံဖတ်စစ်ကောင်စီရဲ့စစ်ရေးရင်အုပ်စုကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရမှာ စစ်တပ်ရေရင်တစည်းကတော့ထိမှန်ပျက်စီးသွားပြီးမိခိုးတလူလူနဲ့ဆွဲသွားကြတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။အခုလ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲဟ ோம் လင်းမြို့နယ်ကပေါင်တွတ်ချေးပါအနီးရောက်လာတဲ့အချက်ဖက်စစ်ကောင်စီရဲ့စစ်ရေရင်အုပ်စုကို PDF ခရိုင်တရင်တက်အပါဝင်းဟ ோம் လင်းခရိုင်တရင်နှစ်နဲ့တော်လိုင်းပူပေါင်းတပ်တွေကနှစ်ဖက်ညှက်ပြီးဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတက်ကရရင်တစည်းကတော့တော်လိုင်းရဲ့တက်တွေရဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်မှုတွေအတွင်းမှာပဲထိမှန်သွားပြီး မိကိုတလူလူနဲ့ပြက်စီသွားသလိုအဲဒီလိုပြက်စီသွားတဲ့ရင်ရင်ကိုကျန်တဲ့စီရင်ရင်တွေကတွဲခေါ်ဆွဲသွားကြတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိ homely မြို့နယ်နေရာအများစုကိုတော့တော်လိုင်းရဲ့တပ်တွေကသာထိန်းချုပ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့စီဆိုင်မြို့နယ်မှာအကြပ်ဖက်စကောက်စီတက်နေစစ်တပ်လက်အောက်ခံ PNO ပြည်သူစစ်တွေကရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်မြို့သမီးတို့အူတေဆုံးသွားခဲ့ရပြီး သုံးနှစ်အရွယ်ကလေးငယ်တူပြင်းထန်ဒဏ်ရာရထားတယ်လို့ PNL ကနေသတင်းထုတ်ပြန်ထားပါတယ်။ဩဂုတ်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲစီဆိုင်မြို့နယ်အရှိတ်ဘက်မှာရှိတဲ့ရတပြည်သူတွေနေထိုင်ရာပအုပ်ကျေးရွာတွေကိုအကြံပေးစကောင်းစီတက်တဲ့စစ်တပ်လက်အောက်ခံ PNO ပြည်သူစစ်အဖွဲ့တွေကလက်နက်ကြီးတွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီမှာစစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာပန်းအောင်ကျေးရွာအတွင်းကိုကြောက်ရွံ့ပောက်ကွဲခဲ့တဲ့အချိန်ကျေးရွာတွေကရတပြည်သူအမျိုးသမီးတအူးထိမှန်သွားပြီးတိတ်ဆုံသွားခဲ့ရတဲ့အပြင် သုံးနှစ်အရွယ်ကလေးငယ်တဦးပါပြင်းထန်ဒဏ်ရာရထားတယ်လို့ PNL ကနေတရားဝင်ထုတ်ပြန်ထားပါတယ်လက်ရှိမှာတော့အဲ့လိုဒဏ်ရာရထားတဲ့သုံးနှစ်အရွယ်ကလေးငယ်ကိုပအုပ်မျိုးသားလူမျိုးရေးတက်မတော် PNL ကပွားရောက်ကတင်ခဲ့ပြီးစေဝါကုသမှုတွေလုပ်ပေးနေတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့လူတို့ကောင်းကောင်းဒေါ်ဆတ်စုကြည်နေထိုင်တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းကခြံမှတ်54နေအိမ်နဲ့ခြံဝင်းကိုစစ်ကောင်စီလက်အောက်ခံတရားရေးဌာနကဒုတိယအကြိမ်လေးလံပစ်ပေမဲ့ ဝယ်မဲ့သူမရှိဘူးလို့လေလံပွဲသွားရောက်ခဲ့တဲ့သတင်းသမားတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့ဩဂုတ်15ရက်နေ့မနက်ပိုင်းမှာပဲလူလူကောင်းဆောင်ထောင်းဆန်းစုကြည်နေထိုင်တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းကခြံမှတ်54နေအိမ်နဲ့ခြံဝင်းကိုပထမအကြိမ်လေလံဈေးထက်15ဘီလီယံရှော့ချပြီးငွေကျပ်300ဘီလီယံနဲ့ရောင်းချဖို့စစ်ကောင်စီလက်အောက်ခံတရားရေးဌာနကသတ်မှတ်ခဲ့ပေမဲ့ဝယ်မဲ့သူမရှိဘူးလို့ဆိုပါတယ်အဲဒီလိုလူလူကောင်းဆောင်ထောင်းဆန်းစုကြည်နေထိုင်တဲ့နေအိမ်ကို တော်ဆတ်စုကြီးရဲ့အကိုဖြစ်တဲ့သူအောင်ဆန်းဦးဆိုသူကအမွေလူခွဲယူဖို့တရားဆွဲခဲ့တာဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတရားရုံးကအဲ့ဒီအောင်ဆန်းဦးဆိုတဲ့သူကိုအနိုင်ပေးပြီးတော့လေလံတင်ရောက်ချနေတာဖြစ်ပေမဲ့အခုဒုတိယအကြိမ်မှာလဲဝင်မဲ့သူမရှိဘူးလို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ